အစာစားခြင်းစိတ်နဲပြီးတော့အိတ်မပြောဘူးဆိုရင်ကျွန်တော်တို့တွေစိတ်မချမ်းမသာဖြစ်ကြပါတယ်အဲ့တော့ဂျပန်လောက်ပဲစားမဝင်အိတ်မပြောတာကစိုးရိမ်စရာမရှိပေမဲ့နာရာရှည်ဖြစ်လာပြီဆိုရင်တော့ဒီလိုစားမဝင်အိတ်မပြောတာရဲ့နောက်ွယ်မှာနေထိုင်စားသောက်မှုပုံစံအိတ်ဆက်မှုပုံစံမှားယွင်းတာကဆလို့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတခုခုရှိနေတာတော့ယောဂအခန့်တခုခုရှိနေတာအဲ့တော့စသဖြင့်ဖြစ်နေနိုင်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာစားမဝင်အိတ်မပြောတာကိုဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့စားဝင်အိတ်ပြောအောင်လုံဆောင်ပေးတဲ့နည်းလမ်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် အဲကျွန်တော်ကတော့ကျမ်းမာရေးဘုဒ္ဓတာတွေအမြဲတမ်းမျှဝေပေးနေတယ်ဒေါက်တာအောင်ဖြစ်ပါတယ်ခဲ့တာဆိုရင်ကျွန်တော်တို့ဆက်လိုက်ကြရအောင်အစားစားခြင်းတွေမရှိစေတဲ့အကြောင်းရင်းတွေကတော့ပထမတစ်ချက်ကရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေဖြစ်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာနာကျင်မှုဝိညာဉ်တခုကိုခံစားရတာဟိုဥပမာဖြင့်ထိခိုက်ဒဏ်ရာရတာနောက်တွားကြိုက်တာတို့ပြီးခွဲစိတ်မှုတခုကိုပြုလုပ်ထားပြီးတော့ပြန်ကောင်းကစားအခြေအနေမျိုးတွေပေါ့နောက်နောက်တစ်ချက်ကတော့ဒီစိတ်ပိုင်းဆိုင်ရာပြဿနာတခုကိုခံစားနေရတာတုံးပါပြန်စိတ်ပြည့်စုံမှုများတာတို့ဆိုးရင်စိတ်များတာတို့စိတ်တက်ကြတာဝမ်းနေတာ နော်ဒီလိုအခြေအနေမျိုးတွေပေါ့ဟောနောက်တစ်ခြားကတော့ကျွန်တော်ယောဂအခန့်နေကြောင်းမို့လို့ဖြစ်တာအဲ့ဒါဥပမာအဖြစ်ဒီအေမီတုတ်ကွေးယောဂတွေကဆလို့တာရဟော်မုန်းအထွက်နည်းတာတို့ကင်ဆာယောဂရဲ့အထိပါဝင်တယ်နောက်တစ်ချက်ကတော့ကျွန်တော်ဆေးဝါးတွေရဲ့ဘေးထွက်ဆုတ်ယုတ်တွေကြောင်းဖြစ်တာပေါ့အဲ့ဒါဥပမာအဖြစ်ကျွန်တော်ပိုးသက်ဆေးအချို့ကဆလို့ကင်ဆာယောဂကုသဆေးရဲ့အထိပါတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်အစာစားရင်စိတ်မရှိစေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်အိမ်မပြောစေတဲ့အကြောင်းရင်းတွေကတော့ပထမတစ်ချက်ကနေထိုင်စားသမှုပုံစံမမှန်တာ အော်နောက်တစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာပြဿနာတခုကိုခံစားနေရတာအဥပမာပြင်ဆိုးရိမ်စိတ်များတာတို့စိတ်ပိစီမှုများတာအတွေးများတာမျိုးပေါ့နောက်ရောပိုင်းဆိုင်ရာဝေဒနာတခုခုကိုခံစားနေရတာအဥပမာပြင်ကျွန်တော်နာကျင်မှုဝေဒနာတခုခံစားနေရတာနောက်အစာမကြေခြင်းပြေခြင်းငယ်ဖြစ်တာတို့နောက် obstructive sleep apnea လို့ခေါ်တဲ့အိတ်နေရင်းနဲ့အသက်ရှူရက်တဲ့ဝေဒနာကိုခံစားနေရတာမျိုးပေါ့အော်နောက်တစ်ချက်ကတော့ကျွန်တော်ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးရိုးကြောင့်မို့လို့ကျွန်တော်အိတ်မပြောတာအဲ့တော့ဥပမာပြင်ဒီစိတ်ပိုင်းဆိုင်ရာဝေဒနာတွေအချို့ပေါ့ နောက်နောက်ချက်ကတော့ဟော်မုန်းအပြောင်းအလဲကြောင့်မလို့အိမ်မက်ပြောတာဥပမာပြကိုဝင်ဆောင်ချိန်တို့နောက်တွေးဆုံချိန်တို့ပေါ့နော်ဒီလိုချိန်တွေမှာကျွန်တော်အိမ်မက်ပြောတာမျိုးပေါ့အဲ့တော့ဒါတွေကတော့ကျွန်တော်အိမ်မက်ပြောခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်အစားတောက်နေခြင်းကြောင့်မလို့ကျွန်တော်ရေရှည်မှာပါရီဖြစ်လာနိုင်လဲဆိုတော့အာဟာရချို့တက်လာတာနောက်ကိုခံအားကျလာတာပြီးတော့ကြွက်သားတွေအားနည်းလာတာအရိုးတွေပွလာတာပြီးတော့နှလုံးရောဂါရလာတာပြီးတော့ဟော်မုန်းမညီမျှလာ နောက်မှတ်ညံတွေချုပ်ယွင်းလာတာပေါ့နော်စားတဲ့ဆိုးကျိုးတွေအပြင်ပြတခြားသောနောက်ဆက်တွဲဆိုးကျိုးများစွာဖြစ်စေနိုင်ပါတယ်အရေးပြတ်တာများလာရင်ကျွန်တော်ရေရှည်မှာဘာတွေဖြစ်လာနိုင်လဲဆိုတော့သွေးပေါင်းခြေနေမြင့်တက်လာပြီးတော့သွေးတိုးရောဂါရလာတာပြီးလေးဖြတ်နိုင်ခြေနှလုံးရောဂါရနိုင်ခြေတွေမြင့်တက်လာတာနောက်စိတ်ပိုင်းဆိုင်ရာမှာဆိုရင်စိတ်ပိစီမှုများတာတို့ဆိုးဝင်းစိတ်များတာနောက်စိတ်တကြတာပြီးတော့မှတ်ညံတွေချုပ်ယွင်းလာတာရင်တိုင်းမှုလိုမျိုးအဆီဒန့်ဖြစ်နိုင်ခြေတွေကျွန်တော်မြင့်တက်လာတာနောက်ဘဝနေထိုင်မှုအရေးတွေ quality of life တွေကျဆင်းလာတာပေါ့နော်စားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ် စားမို့ရဲ့အဲ့မပြောတာကကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံစားသောက်မှုပုံစံနေလဲပတ်သက်မှုရှိပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံစားသောက်မှုပုံစံတွေမှားယွင်းနေတဲ့ဆိုရင်ကျွန်တော်အစာစားချင်စိတ်ကျော်နေတာတို့ညဘက်မှာအိတ်မပြိုတာတို့ဖြစ်စေတတ်ပါတယ်ဒါတော့ဥပမာပြင်ကျွန်တော်တို့အစာစားချင်မှန်မှန်မစားတာတို့ရောကိုစားတဲ့အစာစားတွေမှာအစီစိတ်နေပါဝင်မှုများတာပေါ့အဲ့တော့ဒါတွေကြောင့်မို့လို့ကျွန်တော်တို့ကပုံမှန်ဒီစားရမယ့်အချိန်ကိုရောက်လာတဲ့အခါမှာဘိုက်မစားတာပြီးတော့နောက်ကြမှစားတဲ့အခါကျတော့လေကျွန်တော်တို့ရဲ့အိတ်ဆက်မှုကိုအနှောက်အယှက်ဖြစ်ပြီးတော့ညဘက်မှာကောင်းကောင်းအိတ်မပြိုတာမျိုးတွေကျွန်တော်ဖြစ်စေတတ်ပါတယ်အဲ့တော့ဒါအပြင်ကျွန်တော်လှုပ်ရှားမှုနည်းတာအထိုင်များတွေကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဇီဝကံမှာလုပ်ငန်းစဉ်တွေနှိမ့်ကွေးသွားပြီးတော့ဒါအ အစာခြေပြတ်မှုတွေယောနေလာပြီးတော့အစာမကြေတာတို့အဲ့ပြီးတော့အစာစားနေတဲ့မရှိတာတော့ကျွန်တော်ဖြစ်စေတတ်ပါတယ်။ဟောနောက်တစ်ချက်ကကျွန်တော် sleep hygiene လို့ခေါ်တဲ့အိပ်စက်မှုအကျင့်ဝတ်ကိုမလိုက်နာတဲ့သူတွေမှာဆိုရင်လည်းပဲညဘက်မှာကောင်းကောင်းအိပ်မပျော်တာမျိုးတွေဖြစ်စေတတ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ကအဟာရဓာတ်တွေကိုဆုံးဆုံးလင်းလင်းမစားဘူးဆိုရင်လည်းပဲစားမှုအိပ်မပျော်တာကိုဖြစ်စေတတ်ပါတယ်။ဥပမာပြင်ကျွန်တော်တို့စားတဲ့အစားအစာတွေမှာဗီတာမင်တွေ၊ amino acid တွေ၊ antioxidant တွေ၊တတ္ထုဓာတ်တွေပေါ့နော်။ဒါတွေကိုကျွန်တော်တို့ဆုံးလင်းအောင်မစားဘူးဆိုရင်လည်းပဲစားမှုအိပ်မပျော်တာကိုဖြစ်စေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဥပမာပြရမယ်ဆိုရင်ဒီပထမတစ်ချက်ကတော့ဗီတာမင် B12 ပေါ့နော်။ တော့ဒီဗီတာမင် B12 ကကျွန်တော်စိတ်ကန်စားခြင်းနဲ့အစာစားခြင်းစိတ်ကိုထိမ့်ပေးတဲ့ serotonin တက်တွေထွက်အောင်လို့ထောက်ပံ့ပေးပြီးတော့အစာစားခြင်းစိတ်ဖြစ်အောင်လုံးစောပေးနိုင်ပါတယ်။နောက်တစ်ချက်ကကျွန်တော်ဗီတာမင် D ဆိုရင်အိပ်ပျော်စေတဲ့မလက်တိုနင်ဟော်မုန်းထွက်ရှိမှုကိုလွှမ်းမိုးပေးပြီးတော့ကျွန်တော်တို့ကိုအိပ်ပျော်စေဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။နောက်အမိုင်နိုအက်ဆစ်တွေမှာဆိုရင် tryptophan ဆိုတဲ့ဓာတ်ကစိတ်ကန်စားချက်ကောင်းစေပြီးတော့ဒီစားဝင်အိပ်ပျော်ဖို့လိုအပ်တဲ့ serotonin နဲ့မလက်တိုနင်တွေဖြစ်လာစေဖို့ခဏဦးပစ္စည်း precursor အနေနဲ့ဆောင်ရွက်ပေးပြီးတော့စားဝင်အိပ်ပျော်စေတာဖြစ်ပါတယ်။ ။နောက် antioxidant တွေကတော့ကျွန်တော်အိပ်ပျော်စေတဲ့ melatonin ထုတ်လုပ်မှု၊အိပ်စက်မှုဆက်ဝန်းစားရတွေကိုပျက်စီးစေတဲ့ oxidative stress တွေကိုတားဆီးပေးပြီးတော့အိပ်ပျော်စေဖို့အထောက်အကူဖြစ်စေပါတယ်။နောက်တတုဓာတ်ထဲမှာဆိုရင်လည်း magnesium တို့ iron တို့ zinc တို့ပေါ့နော်။စားရတဲ့ဓာတ်တွေကကျွန်တော်တို့အစာစားရင်းစိတ်ကိုဖြစ်ပေါ်စေဖို့နဲ့နှင်းနှင်းချာချာအိပ်ပျော်စေဖို့ကိုတော့အထောက်အကူဖြစ်စေပါတယ်။အဲဒါကြောင့်မို့လို့ကျွန်တော်တို့စားတဲ့အစာစားတွေမှာဒီလိုမျိုးအာဟာရဓာတ်တွေစုံစုံလင်လင်မပါဘူးဆိုရင်ကျွန်တော်တို့ကိုစားမှုအင်ဘီဂူတာကိုဖြစ်စေတာဖြစ်ပါတယ်။ စားဝင်အိပ်ပျော်ဖို့အတွက်ဆိုရင်ကျွန်တော်နံပါတ်1အချက်ကအစားစည်းကမ်း AAC ကမ်းချိဖို့လိုတယ်အဲ့တော့အချိန်မမှအိပ်တဲ့အချိန်မမှစားတဲ့အလေ့ကျင့်လေးပြုလုပ်ထားမယ်ပြီးတော့အိပ်ခါနေမှာကော်ဖီတွေတောက်တာတို့အစားတွေအများကြီးစားတာတို့ပြီးတော့ဖုန်းတွေကွန်ပျူတာတွေစားရတဲ့ screen တွေကြည့်တာပေါ့နော်ဒါတွေကိုကျွန်တော်ရှောင်ကျင်ဖို့လိုတယ်အော်ဒီလိုတွေလောက်တာကကျွန်တော်တို့ကိုနှစ်နှစ်ချာချာအိပ်ပျော်စေဖို့အတွက်နောက်ချက်ဖြစ်လို့ဖြစ်ပါတယ် နံပါတ်2ချက်ကကျွန်တော်ကိုလက်လှုပ်ရှားလေ့ကျင့်ငယ်ပုံမှန်ပြုလုပ်ပေးမယ်။အဲ့တော့ကိုလက်လှုပ်ရှားလေ့ကျင့်ငယ်ပုံမှန်ပြုလုပ်ပေးခြင်းကသွေးလှည့်ပတ်မှုကိုကောင်းစေတယ်။အဲ့တော့စိတ်ပစ္စည်းမှုကိုညှော်နှဲစေတယ်။ပြီးကျွန်တော်အစာစားခြင်းစိတ်တွေဖြစ်လာအောင်လို့လှုံ့ဆော်ပေးပြီးတော့ညဘက်မှာနှစ်နှစ်ချက်ချက်အိပ်ပျော်စေဖို့လည်းအထောက်အကူဖြစ်စေပါတယ်။နံပါတ်3ချက်ကတော့ကျွန်တော်နည်းနည်းချင်းစီခဏခဏစားပေးပါ။ တော့အစာစားခြင်းစရောင်းနေတဲ့သူတွေမှာပုံမှန်လူတွေလိုမျိုးတစ်ခါရင်းနဲ့အများကြီးမစားနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မစားဘဲနေမယ်ဆိုရင်ကြာလာရင်ကျွန်တော်အဟာရချို့တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်။ဒါကြောင့်မလို့နည်းနည်းချင်းစီကိုခဏခဏစားပြီးတဲ့အလေ့ကျင့်တွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။အဲဒီလိုမျိုးနည်းနည်းချင်းစီခဏခဏစားပြီးခြင်းအပြင်ကျွန်တော်တနေ့တာဒီလိုအပ်တဲ့အဟာရဓာတ်တွေကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီးတော့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အဟာရချို့တဲ့ပြဿနာတွေကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ နံပါတ်၄အစာအမျိုးအစားပြောင်းပြီးစားကြည့်ပါအဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေကထမင်းကိုအဓိကစားရတာဖြစ်ပြီးတော့ဒီအစာစားခြင်းစရောနေနေတဲ့အချိန်မှာဆိုရင်ကျွန်တော်ထမင်းစားရတာကိုညင်းငွေလာတတ်ပါတယ်အဲ့ဒီလိုအချိန်တွေမျိုးမှဆိုရင်ကျွန်တော်ထမင်းမစားခြင်းဘူးထမင်းစားခြင်းစရောနေနေရဆိုရင်ထမင်းအစာအာဟာရဖြစ်စေမယ့်တခြားသောအစာအစာအမျိုးအစားတခုကိုပြောင်းလဲပြီးတော့စားသုံးကြည့်ပါ နံပါတ်5အာဟာရတက်ကြော်ရတဲ့အစားအစာတွေကိုရွေးချယ်ပါအဲ့တော့ကျမရဲ့နဲ့မညင်ညွတ်တဲ့အစားအစာတွေကိုရှောင်ပြီးတော့ကျမရဲ့နဲ့ညင်ညွတ်တဲ့နောက်အာဟာရတက်ကြော်ရတဲ့အစားအစာတွေကိုကျွန်တော်ကရွေးချယ်စားသုံးပေးတင်ပါတယ်အဲ့တော့ဥပမာပြကျွန်တော်အာဟာရတက်လည်းပြေဝါပြီးတော့အစားစားခြင်းစိတ်ကိုလည်းတစ်ဖက်တစ်လမ်းကနေပြီးတော့အထောက်အကူဖြစ်စေတဲ့ဗီတာမင်တွေအမိုင်နိုအက်ဆစ်တွေအန်တီအောက်ဆီဒန့်တွေတက်ထုတက်တွေပေါ့နော်ဒီတက်တွေကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကိုရွေးချယ်စားသုံးပေးတင်ပါတယ် စာမုံရဲ့အိမ်မပြောတဲ့ဝင်တာကိုခန်းစားနေရပြီဆိုရင်ကျွန်တော်ကတပတ်ပြည့်ရက်ထိစောင့်ကြည့်မယ်အဲ့တော့တပတ်ပြည့်ရက်ထိမတက်တာဘူးဆိုရင်တော့ဘာကြောင့်ဖြစ်လဲဆိုတာသိဖို့အတွက်ဆရာအောင်နဲ့တိုင်ပင်ကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့ဘာကြောင့်ဖြစ်လဲဆိုတာကိုတိမတိတိကျကျကုသလို့ရမှာဖြစ်ပါတယ်အဲ့တော့တချို့တွေကစာမုံရဲ့အိမ်မပြောတဲ့အချိန်မှာအားစေးတောက်ချင်ကြတာရှိပါတယ်အဲ့တော့အားစေးတောက်ချင်နေဆိုရင်လည်းကျွန်တော်ပုံမှန်ပြောခဲ့တဲ့ဗီတာမင်တွေအမိုင်နိုအက်ဆစ်တွေအန်တီအောက်ဆီဒန့်တွေတတ်ထုတ်ဓာတ်တွေပေါ့နော်ဒီဓာတ်တွေစုံစုံလင်လင်ပါဝင်တဲ့အားစေးမျိုးကိုရွေးချယ်လို့ရပါတယ်အဲ့တော့ဒီဓာတ်တွေကခန္ဓာကိုယ်မှာယုံနေနေတဲ့ဒီအာဟာရဓာတ်တွေကိုပြန်လဲဖြည့်သိမ်းပေးနိုင်တယ်လို့ကျွန်တော်အစားအစာချင်းစိတ်ဖြစ်လာစေဖို့အိ ပြော်လာစေဖို့ကိုလည်းအထောက်အကူဖြစ်စေပါတယ်။အခုလောက်ဆိုရင်အစာစားခြင်းစိညှော်နေပြီးတော့အိပ်မပြော်တဲ့ဝေဒနာခံစားနေရတဲ့သူတွေအတွက်တည်တင့်တည်ထိုက်တဲ့အကြောင်းအရာတွေကိုအတိုင်းအတာတစ်ခုထိသိရှိသွားလောက်ပြီးတော့ယူဆပါရစေ။ဒီဗီဒီယိုကိုဖြည့်မြအောင်ကုညီပံ့ပိုးပေးတာကတော့ Bitterness အားစိပဲဖြစ်ပါတယ်။အဲ့တော့ Bitterness အားစိမှဆိုရင်ကျွန်တော်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အရေးကြီးတဲ့ဓာတ်ပစ္စည်းလေးမျိုးဖြစ်တဲ့ Vitamin A, Amino Acid တွေ, Antioxidant တွေနဲ့တတုဓာတ်တွေစုံစုံလင်လင်ပါဝင်တာဖြစ်ပါတယ်။အဲ့မိတ်ဆွေများအားလုံးစားကောင်းအိပ်ပျော်ပြီးတော့နေကောင်းကျန်းမာကြပါစေလို့ဆုတောင်းပေးပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။